အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝါရီတီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဆက်နေကျူးရွာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like and subscribe အနေနဲ့ဇာတ်လမ်းတစ်တည်းတင်နိုင်သိရှိနိုင်မှု nudi ban လေးနဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ်အောင်မြတ်တာနဲ့တပည့်တက်ခိုင်တို့နှစ်ယောက်သားခြေဥတဲ့ရာ ကိုအိတ်ရာဆိုတဲ့အတိုင်း လမ်းရှိရာလျှောက်သွားရင်အတက်မြမာပြည်ကတောမကြမြို့မကြနေရာလေးတစ်ခုကိုရောက်ရှိခဲ့တယ်။မြို့ထိပ်ကဇေယျလေးမှထိုင်နေကပစိုးစုပ်လေးကိုပခုံးပေါ်တင်ထားတဲ့လူနေရောက်ဇေယျထဲမှာ နေရိပ်လာခွင့်ရင်ဒီနေ့လောက်ကင်စားတောင်းရတာအဆင်မပြေပါဘူးဗျာ။ဟုတ်ပါနောင်ရဲ့ကျုပ်တို့တရွာလုံးဒီတိုင်းဆိုအရင်အောင်ကြေးပါမလားမသိဘူး။မနေ့ကလုံးတဲ့ရွာလုံးကျုပ်ရှင်မြို့ဝဲလေးဒီနေ့မလုံးပြင်းတော့တော့ထင်ပါတယ်။တက်ခိုင်ကသူတို့စကားပြောတာနားထောင်နေရင် အကိုတို့ဒီနေ့မူးမရအောင်လားလဲရင်မဖြစ်လို့လားမဟုတ်ပါဘူးညီလေးရခါတိုင်းနေ့တည်းဆိုစပားတဲ့ဧကကိုတင်းခွန်း၂၀လောက်ပြန်များထွက်တယ်ဒါတော့မနေ့ကမူးသိမ့်မရအောင်ဒီနေ့ကမူးလဲကောင်းတယ်မျိုးစပားလဲကောင်းတယ်ဒါပေမဲ့စိုက်တဲ့ပင်นี่အကုန်ညှိုးနှမ်းကုန်တာပဲထူးဆန်းနေဗျစပားတွေကမနက်ပိုင်းမှနွမ်းမိမဲ့ညဘက်တက်ကြီးကောင်းချချိန်လောက်ကြရင်စပားကင်းတွေကစိတ်ဆူကုန်ရောညာဘလို့ ဒါဆိုထူးဆန်းတာပေါ့အခုစဘာမရိတ်ရသေးဘူးလားရိတ်လို့တော့ရနေပြီ နေကိဘတ်တွေရိတ်တော့လဲစဘာတွေကအထဲမှာအဆေးမရှိဘူးဟွန်းဟုတ်ပါမလားဗျဟုတ်တယ်ကျွန်တော်တို့စိတ်တင်တချို့တလီပဲထင်နေတာရိတ်တဲ့စဘာမှန်သမျှစံတစည်းမှမရတာဒီနေ့သားလေးရှင်မြူဖို့ရှိသမျှပစံအကုတ်အခင်းထဲထည့်ထားတာတို့တို့တော့စီရင်တွင်နဲ့တဲ့နဲ့ပါပြီဗျာဒါနဲ့နေပါအောင်နောက်ကြီးနောက်ကြီးပြောတာညာဘက်စုစဘာတွေစိမ့်စုနေရဲ့ဆို အဲ့ဆိုညာဘက်ရိတ်ကြည့်ပါလားရိတ်ပါပြီကောဗျာကျောက်ခင်မေယာကိုတာလာလေဆိုကျောက်ခင်ထအရင်တည်းရာသူကမနှက်ဖက်မရိတ်ပဲညာဘက်ရိတ်တာရိတ်နေရဲ့အချိန်ဆိုအနောက်ကနေညီးတန်နေငုံတန်နေကြားရတယ်ဗျညာတော့အပြည့်မနှက်ပဲရိတ်ကြတာဆိုတော့ညာဘက်ကတိတ်အစင်မပြေဘူးဒီကြားထဲမွေဝေးအနေရရလည်းရှိသေးတယ်ထူးဆန်းတာကညာဘက်ရိတ်လို့ရတဲ့စပားတွေကအစိမ့်ဆန်အကုတ်အောင်နေဗျအဲဒီခင်းကိုပဲမနှက်ရိတ်ကြည့်ဘာမှမရှိတော့တာ ရွာရရလူတွေကလည်းအထူးဆန်းဖြစ်နေတာနောက်ဆုံးတရွာလုံးညာဘက်ထားရိတ်တဲနေမှာစဘာပိယုံကိုင်းပြီးရိတ်လိုက်တယ်ဆိုရင်ဖြင့်စဘာပိတရားနဲ့သွေးဆဲရှိခြင်းနဲ့ပန်းထွက်လာတာဗျာအလိုလေဟုတ်တယ်ဗျနောက်ပြီးအဲ့ဒီအပင်ကနေထွက်လာတဲ့သွေးလိုလိုအရည်တွေကိုအမွေးစုပ်ပွားကောင်းကြီးကလာတော့ကြတာရွာရရဒေါ်ချူဆိုအဲ့ဒီမှာပဲမေးလဲပြီးတတိမလဲတော့ဘူးအသက်ပါပသွားခဲ့တာအဲ့ဒီအမွေးစုပ်ပွားနဲ့ကောင်းကြီးကအစွဲကြီးအဖွေးသားနေဗျအရန်ကြောက်ဖို့ကောင်းတယ် တရွာလုံးနီးပြားလမ်းဖြားပြကြတာအိမ်နေတွေကညဘက်တွေဆိုတရွာလုံးအပြင်မထွက်ရဲအောင်ဖြစ်နေကြတာအိမ်မှာမွေးထားတဲ့ခွေးတွေတောင်ခြံဝင်းပြင်မထွက်ရဲဘူးညာဆင်းနှစ်နာရီကျော်ပြီဆိုရင်ရွာထဲမှာအဲ့ဒီအမွေးဆုပ်ပွားကောင်းတွေရှောက်သွားနေရရွာဦးကျောင်းကဆရာတော်ကလည်းမြို့ပေါ်မှာစေးသွားကုနေလို့ရွာကျောင်းမှာလည်းကိုရင်လေးတွေပဲရှိရဲတရွာလုံးစိတ်ဒုက္ခရောက်နေကြတယ်တီတက်တဲ့သူတွေနဲ့ပြကြည့်ရောသူတို့လည်းမနိုင်ကြဘူးသူတို့ပြောတာကတော့ဆက်နဲ့ကျိုးဆုံးနေရပြူစားထတာတဲ့ အလိုဆန်နဲ့ကျိုးစုံဟုတ်လားအဲ့လိုပြူစားရအောင်အကိုတို့ကဘာတွေလုပ်လို့လဲဘာမှမလုပ်ပါဘူးညီလေးရာမနေ့ကအကိုတို့ရွာမှာရွာလုံးကျိုးရှင်ပြူရဟန်းခံလုပ်ကြတယ်အလူတွေဆိုတာမိကိုတိတ်ပေါ့ရွာနီးချုပ်ဆက်အားလုံးအားကြလောက်တဲ့ရွာတရွာဖြစ်ခဲ့တယ်အဲ့ဒါတွေရဲ့အဓိကအကြောင်းကတော့စဘာထွန်းလုံးအရန်ကောင်းလို့ပဲဒါပေမဲ့အကိုတို့ဘေးရရွာတော့စဘာထွန်းလုံးမရှိဘူးအကိုတို့ရွာနယ်လည်းတိတ်အဆင်မပြေဘူးသူတို့ကမနာလိုကြဘူးပေါ့ တခုဆိုသွားတာသူတို့ရွာကာလာသားတွေကအကိုတို့ရွာကာမလေးတယောက်ကိုဆွဲလာရန်လာလို့တာရွာကန်လူတွေတွေ့ပြီးရိုက်လိုက်ကြတယ်အဲဒီမှာဟိုဘက်ရွာဒီဘက်ရွာတွေ့ရနေရရိုက်ဆိုစစ်လာတယ်တနေ့မှာတော့ရွာထဲကိုအပွားကြီးတယောက်ရောက်လာတယ်သူကရွာဝင်ရရွာတော်ရှင်နဲ့ကွန်ပေးมาရက်ပြီးတော့နင်တို့တရွာလုံးညမို့မွေးတေးစီရမယ်ငါမီးကွဲသွားတဲ့ခေါဝသွေးတွေကမင်းတို့ရွာကိုဖုံးသွားစီရမယ်လို့ကြိမ်ဝါတယ်အင်းနေရစပြီးဘာလုံးလုံးအစင်မပြေတော့တာညီလေးရ အဖြစ်ကတော့အဲ့ဒါပါပဲအဲ့ဒါညီတို့မှာဒီလိုကိစ္စတွေကိုနိုင်နေတဲ့သူတွေရှိရင်လမ်းညွန်ပေးပါအောင်တက်ခါနဲ့အားတက်တရောအောင်မြတ်တာကိုလမ်းကြည့်လိုက်ရအောင်မြတ်တာကတရားမှတ်နေရတုံတုံများမလို့အဲ့ဒါဆိုအကိုတို့ပြန်တော့မယ်ရွာထဲမူးမချုံခင်ဝင်ရမှဖြစ်မယ်မူးချုံရင်ရွာချန်စီကိုပိတ်ထားလို့ဒါနဲ့ညီတို့ကဘယ်သွားမလို့လဲဘယ်မှာတဲကြမလို့လဲကျွန်တော်တို့ကခရီးသွားတွေပါဒီဈေးရမ်းမှာပဲတဲမလို့လေ တရားထိုင်နေရကျွန်တော်ဆရာပါ။ဩဆရာငငယ်လေးနော်။ဒါနဲ့ဒီမှာမအိတ်နဲ့လေ။ရွာထဲလိုက်ခဲ့လေ။အိမ်မှာပဲတဲပေါ့။ကျွန်တော်နာမည်ကထွန်းဤပါ။သူကတော့မြင့်ဆိုတဲ့။ခဏနေတော့အောင်မြတ်သာတရားဖြုတ်ပြီးတော့တက်ခိုင်ကပြောပြဖို့အလို့အောင်မြတ်သာလက်ကပြပြီးတော့ဒီကနောင်ကြီးရွာအလဲလိုက်ပြရစီ။ဖြစ်နာရဲ့နောင်ကြီးရုံကြုံနေရတဲ့ဒုက္ခတွေကိုကုညီခြင်းပါတယ်။ဟာရေကန်အစ်ကြာအစ်မှာပဲလား။လူငယ်ပေမဲ့ပညာမငယ်ဘူးဆိုတာကြားဘူးတယ်။ ခုတော့ဆရာတို့စွမ်းကိုကြည်ခွင်ရတာပေါ့ဗျတက်ခိုင်တို့ရွာထဲရောက်တော့မှောင်စပြူးနေပြီတရွာလုံးအလုတ်တရားနေပြန်လာပြီမိမိအိမ်မိမိတကားတွေရောက်ပြိနေကြတာမြင်တွေ့ရတော့တယ်တဲမဲအိမ်ရောက်တော့အောင်မြတ်သားကဖျားဆင်ရှိသွားတရားထိုင်တော့တယ်ထမင်းလည်းမစားတော့ကျွန်တော်ကတော့ပတင်းပေါက်ကနေအိမ်နောက်ဘက်လေကွင်းနေစီကြည်နေမိရဲ့အချိန်ဘလောက်ကြာသွားမှမသိလိုက်ပကုံးကိုတစုံတယောက်လာပုတ်တယ်လို့ခန်းစားလို့ကြည်လိုက်တော့ကဲတက်ခိုင်တို့အလဲရောက်ပြီ ဒီဆေးမြစ်ကိုကွင်းထားလိုက်တော့ခဏနေမင်းမြင်ရမယ့်အရာတွေကိုမကြောက်ရအောင်ဒီရေမန်းကိုတောက်ထားဒီရွာကိုငါကယ်တင်ရမယ်ဒီရွာရဲ့လူကိုပြစ်မြအောင်ငါကူညီရမယ်အထက်ဆရာကြီးတွေရဲ့အမိန့်လည်းရပြီလောက်ထားတော့တက်ခိုင်းတက်ခိုင်းလည်းအောင်မြတ်သာပေးရဲ့ဆေးမြစ်ကိုကွင်းပြီးရေမန်းကိုတောက်ချလိုက်တယ်ဆိုရင်ဖြင့်အလိုလေအောင်မြတ်သာကယောဂီဝင်မဟုတ်တော့အလွန်ကိုဖြူစေတဲ့အိတ်ဖြူဝင် သူတော်စီတစ်ပါးဖြင့်မြင်နေရပါလားဖျားစီမော်ကဒက္ခိနာတာကား ဖျားဦးကောင်းတော်ကနေကျောင်းကြီးရော်တွေဖြာထွက်နေပါလားတက်ခိုင်လက်အုပ်ကြီးထိုင်ကြတော်လိုက်တယ်ကိုတွင်းဤကိုအကျိုးအကြောင်းပြောပြပြီးရွာထဲမှာရှိရဲ့အကြောင်းတက်တဲ့လူငယ်9ယောက်လောက်ကိုလေးကွာကိုစီနဲ့စုခိုင်းထားတယ်လေးကွာပြင့်မဲ့လောင်စလုံးနေအပေါ်အောင်မြတ်တာကရေမန်းနေပြန်လိုက်တယ်ဆိုရင်ဖြင့်ကျွန်တော်မြင်မှာလောင်စလုံးနေကငွေရောင်မြင်နေတက်လက်လက်နဲ့ငွေလုံးနေဖြစ်သွားတာကျန်တဲ့သူတွေအမြင်မှာတော့လောင်စလုံးပေါ့အကုန်လုံးအိမ်အောက်ကိုဆင်းပြီးအိမ်နာဖွေးလေကွင်းစီထွက်လာလိုက်တယ် လေကွင်းဆက်ရောက်တော့လေကွင်းဆက်ထနှောင်းပေမှာလူတယောက်ကြိုးချီခန့်ထိထားတာမြင်လိုက်ရတယ်။အနီးကထိတ်ကြားကြည့်လိုက်တော့အသားခက်လက်လက်လူတယောက်ထိုသူကအန်တကြိတ်ကြိတ်နဲ့မကြင်မနှက်ဖြစ်နေတဲ့ပုံစံထိုသူကိုကျွန်တော်မြင်ရတယ်ဗျ။ကြံတဲ့သူတွေကမမြင်ရအောင်ထိုသူကအောင်မြက်တာအောင်မြင်တော့အာကိုတကြီးကြည့်ရတယ်။အောင်မြက်တာကချီထားတဲ့ကြိုးတွေကိုလေနဲ့မှုတ်လိုက်တယ်ဆိုရင်ပဲကြိုးတွေအကုန်ပြည်သွားတာထူးဆန်းစွာတွေ့လိုက်တယ်။ ကျိုးလက်တီရောထိုးသူကအောင်မြတ်တာကိုအယူသေးပြုပြီးရွာတိတ်ဘက်ကိုထွက်သွားတာတွေ့လိုက်တယ်။အဲ့ဒါဘသူလဲမီးတော့ရွာတော်ရှင်နဲ့ရွာတော်ရှင်တော်ချောင်းနောက်ခံထားရတဲ့အစင်ဆိုတော့တော်ရော်အစင်မဟုတ်မှန်ကျွန်တော်သိလိုက်တယ်။လယ်ကွင်းထဲကြည့်လိုက်တော့အမလေးလေးလယ်ကွင်းနေထဲမှာအမွေးစုပ်ွားနဲ့မကောင်းဆိုးဝါးတွေဆိုတာလယ်ကွင်းတစ်ခုလုံးမှာတကောင်အနည်းဆုံးရှိရယ်။တချို့ကွင်းထဲမှာဆိုနှစ်ကောင်သုံးကောင်လောက်ရှိရယ်။အောင်မြတ်တာကလယ်ကွင်းဆက်မှာပဲနေပြီးရွာထဲကကြလာသွားတွေကို လေခွေးလေးကိုလေးခွားနဲ့ပြစ်ခိုင်းတာရွာကန်လူတွေလည်းအကုန်ပတ်ပြစ်ကြတယ်ဟာတိဘဟပြစ်ပြစ်ဘဲဘက်မှာအရှိမဂတိယိုးပေါ်မှာကျွန်တော်ကမင်းသမီးကုန်ရှောက်អော်တာလေခွေးလေးကမကောင်းဆိုးွားတယ်လောက်စလုံးနဲ့ထိရနဲ့ငရေမီနဲ့ထိတယ်လို့မြေပေါ်မှာလှိမ့်နေအောင်နေရပဲကာလာသားတွေကလည်းပြစ်သမီးလောက်စလုံးတွေကပြစ်မလွဲတွေပဲဒါတော့ရမ်းပြစ်တာခဏနေရောလေခွေးလေးကအမွှေးဆုပ်ခွားနဲ့ကောင်းနေပြေးရမှာတန်းနေရပဲ။ ။နောက်စလုံးလေးကုံတော့လက်ခွေးထဲမှာတကောင်းမှမရှိတော့တာ။ကျွန်တော်ကအောင်မြတ်တာကိုလှည့်ကြည့်။အောင်မြတ်တာကလက်ကပြတယ်။ခနာဆောင်ကြည့်အောင်ဆိုတဲ့သဘော။တအောင်နေတော့ကာလာသားများဘာပဲတွေ့တွေ့မပြေးကြနဲ့။ကြုံစည်းကြပေးထားမယ်။ဒီစည်းတဲ့ရပဲနေကြ။ဘာလာလာလေးခွားနဲ့ပဲပြေးကြ။ဒီမှာနောက်စလုံးနေဆိုပြီးဘေးလွတ်အိမ်ထဲကနေနောက်စလုံးနေထုတ်ပေးလာရော။ဟမ်။ဒါဒါရီယာခုနကပြစ်လိုက်တဲ့လောက်စလုံးနေကာနာဒါကိုချီရဲ့အ တန်အန်တောပြောတယ်။ဘာလို့ဆိုတော့သူ့လောက်ဇလုံးတွေကအလုံးမဟုတ်ပဲလေးယောက်တွေလုတ်ထားလို့ပဲ။ခုလဲလောင်ဇလုံးတွေကသူ့လောက်ဇလုံးတွေပါလာတော့မယုံနိုင်တော့အောင်အံ့ဩနေချင်။အောင်မြတ်တာက သူ့လုံးစရာရှိရဲ့အလုပ်ကိုလုပ်နေရ။အောင်မြတ်တာအိတ်ထဲကနေခြေကွင်းတကွင်းထုတ်လိုက်ပြီးပေ20ပတ်လဲစီးတားလိုက်တယ်။ကျွန်တော်မြင်မှာတော့စီးမဟုတ်ဘူး။ခြေကွင်းကအပေါ်အောက်တန်ကုန်ချလို့အုပ်ထားတာ။တန်ကုန်ချကနေလဲရွှေရောင်နေတဖိတ်ဖိတ်တောင်းနေရ။ခဏနေတော့ ရွာနောက်ဘက်ကနေမန်ဖီပြီးပြေးလာတဲ့ခွေးအုပ်စုအလိုလေခွေးနဲ့ကြီးရပါလားလူခါဆောင်လောက်ရှိရဲ့ခွေးကြီးရပါလားတေးတများများတွေကြပြီးလမ်းရအောင်မှပြေးလာနေတာကာလာသားတွေကနည်းနည်းကြောက်ပြီးတွန့်သွားပြီးမဲ့အောင်မြတ်သာလမ်းတတိပြီးတော့မှလေးကွားတွေအတင်ကင်ထားလိုက်ကြတယ်လေးကွားတကန်းစာလဲရောက်ကုန်ခွေးတွေကအကောင်ရည်ရာနဲ့ချီပြီးရှိလောက်တယ်ပြစ်နေရင်ပြစ်နေရင်ခွေးအုပ်ကနီးတဲ့တဲ့နီးလာတယ်ဒါမှမဲအောင်မြတ်သာတားထားတဲ့ချီခွေးနားလဲရောက်ကုန် တရားစင်နဲ့အတုခံလိုက်ရတယ်လို့အနောက်လန်ကြတာတွေ့လိုက်ရတယ်။အဲဒီမှာအားတက်ပြီးပြေးလိုက်တဲ့လောင်စလုံးနဲ့မိုးရွာတယ်လို့တဖောက်ဖောက်နဲ့ပဲခွေးနဲ့ကြီးတွေကလည်းအလျှော့မပေးပဲခြေကွန်ချာကိုကြိုက်ပြဲဖို့ကြိုးစားပေမဲ့ခြေကွန်ချာကိုထိလိုက်တာနဲ့လွင်းလွင်းထွက်သွားတာပြေးသည်မလောင်စလုံးတွေကလည်းပြစ်မလွဲခွေးနဲ့တီကူမှလည်းလောင်စလုံးတန်ကြောင့်သွေးအလူလူနောက်ဆုံးမှတော့ခွေးရုပ်ကြီးကအနောက်ဘက်တော်နဲ့ပြေးဝင်သွားတယ်။အဲဒီတော့မှတန်ကွန်ချာကိုပြန်သိမ်းပြီးရွာထဲဝင်ခဲ့လိုက်တယ် အရောက်တော့မနက်3နာရီထိုးပြီးကျွန်တော်အိတ်ချလိုက်တယ်။မနက်ကျတော့အောင်မြတ်သားကတရွာလုံးကိုရေမှန်းနေမှန်းပေးပြီးရွာကိုလဲစီတားပေးလိုက်တယ်။ထူးဆန်းတာတကူကမိုးလင်းတာနဲ့လေကွေးနေရစပါးတွေကအနံ့နေပြည့်နေရမြင်တွေ့လိုက်ရတာ။ဝမ်းသာလို့ထအောင်ကြတာ။နောက်တရင်တကူကဟိုဘက်ရွာကလူတွေတရွာလုံးနီးပါးဆေးလာကူးကြတယ်ဆိုတဲ့တရင်ဒီတရင်ကိုကျမ်းမာရေမှုစရာလာရင်းယူလာတာ။တရွာလုံးကလူတော်တော်များများဖူးရောက်ပေါက်ပြဲနေတဲ့ဒဏ်ရာတွေပဲ။ တချို့ကနှစ်ဖူးဟတ်တက်ခွဲနေရ။ဘာဖြစ်တာလဲလို့မေးတော့ရံပြစ်တာလို့ပြောတယ်။တရွာလုံးရံပြစ်ရရလို့ဗျာ။ဒီစကားကြတော့အောင်မြတ်တာပြုတ်လိုက်တယ်။အနေရကင်းသွားပြီဆိုတော့ကျွန်တော်တို့လည်းနှုတ်ဆက်ပြီးတော့ရွာရေရထွက်လာလိုက်တယ်။ရွာရေရလူတွေကတော့ဘာပဲကြုံကြုံရေမန်းနဲ့ပြန်ပြီးလှုပ်ဆောင်ကြဖို့မှာခဲ့လိုက်တယ်။ညမကြမီရွာလုံးကျအလူလေးရဲ့တာရုခေါ်တဲ့နေခုတည်းကကြားရတော့မယ်လို့တွေးထင်ရင်အရှိယနဲ့ပြေပြင်းချင်းရှောင်းနေတဲ့ဆရာအနောက်ကို ်တက်ခိုင်ပြေးလိုက်သွားမိရောတဲ့ဟုတ်ကဲ့ပါရှင်စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဆနတ်ကျိုးရွာဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီဇလန်းလေးကိုအားပေးခဲ့ကြလို့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်